လူတယောက်ခါတဲ့သူ့ရဲ့သူဟာတော့90နှစ်အတွင်းမှာတဲ့ဘာဖြစ်နိုင်လဲမဖြစ်နိုင်ဘူးဆိုတာတဲ့သူ့ရဲ့အားလက်ရှင်လေးတွေမှာသူဘာလုံးနေလဲဆိုတာကအပြေပဲတဲ့ကိုယ့်ရဲ့အားလက်ရှင်လေးတွေကကိုယ်ဝါသနာပါရတခုခုတော့လုံးနေရမှာမဟုတ်ဥမာပချီဆွဲတာလို့ဘာလို့ပေါ့ဒါမှလည်းအဲ့ဒီပချီဆွဲတဲ့ဆိုတာလည်းကိုယ့်ဝါသနာပါတဲ့အတိုင်းအတာတွေတခုလောက်ထိပဲ ကိုကလုံးလို့ရတာနိတကယ်တမ်းဟိုလက်လန်းမမိတဲ့နေရာမျိုးတွေရှိတာပေါ့ပတိစရာတွေနဲ့တရားရမတွေးနိုင်သေးတဲ့မတွေးနိုင်တဲ့နေရာမျိုးတွေပေါ့သင်တန်းတွေပတိစရာတွေနဲ့ဟိုမတွေးနိုင်တဲ့ဟိုအလားဝေးတဲ့နေရာမျိုးတွေဆိုလို့ရှိရင်တော့ကိုကပတိယဝဒနာပါတယ်ဆိုလို့ရှိရင်ပတိနဲ့ပတ်သက်တဲ့ဟိုဘာမအခြေခံနည်းစနစ်လေးကိုလေးတွေကိုတော့ live မှာ Facebook တို့တခြား line တွေမှာအများကြီးရှိပါတယ်။အဲ့ဒီအခြေခံလေးတွေကိုလေ့ကျင့်လို့ရှိရင်တော့ခဲကျစ်ပုံလေးတော့ခဲကျစ်ပုံလေးတစ်ပုံတော့ဆွဲနိုင်ပါတယ်။ဒါစနေနေ့စနေ့ကြာကြာဆွဲနိုင်တာနဲ့မဆွဲနိုင်တာနဲ့တော့ကွာမှာပေါ့။ဆရာနဲ့တခြားတင်လို့ရှိရင်တော့ဘာပြောနေ့စနေ့ကြာတယ်လေ။ကိုကိုလလမ်းမိတလောက်လေးလာပြီးတော့ဆွဲတဲ့ပုံလေးကြာလို့ရှိရင်တော့အရင်ကတော့နေ့စနေ့တော့မကြောက်ဘူးပေါ့။ဒါမှလည်းဟိုတများတများတွေ ဘာမှမလေးချင်းတဲ့လူတွေတည်းဆိုင်တော့ကိုကတာတာပေါ့ကော့ကိုဒီခဲကြီးပုံလေးတွေတော့ဆွဲနိုင်မှာပါနောက်တဖြည်းဖြည်းနဲ့တော့နောက်ပိုင်းဆွဲဆွဲနေတယ်တော့ခဲကြီးပုံလေးတွေကတော့အဆင်ပြေမှာပါအဲခဲကြီးကတော့အဲ့လိုလိုင်းပေါ်မှာပုံလေးတွေကိုကြည့်ပြီးတော့ဆွဲလို့ရတယ်လေးချင်းလို့ရတယ်ဒါပေမဲ့ခဲမုံတွေကတော့ခဲမုံကြတော့စုတ်တန်အနေနဲ့ဒီစုတ်တက်တယ်နဲ့စုတ်တန်အနေနဲ့ဆွဲရတဲ့အခါကျတော့ခဲမုံကြတော့နည်းနည်းခက်တယ်ဗျဆရာနဲ့ဆရာတင်มาရမှာ အခုအခုဆိုကျွန်တော်ဒီပုံလေးပုံလူဆွဲနေတာကျွန်တော်ပုံလူဆွဲလို့ရှိရင်တထိုင်နဲ့နဲ့ဘယ်တော့မှပြီးအောင်မဆွဲနိုင်ဘူးအဲပုံတပုံဟိုတခါဆွဲလို့ရှိရင်အဲ15မိနစ်မိနစ်20လောက်ပဲကျွန်တော်အဲ့ဒါဆွဲပြီးလို့ရှိရင်အဲဒီခဏနားလိုက်ပေါ့နားပြီးနောက်ရက်ကျမှပြန်ဆွဲတယ်အကြမ်းလို့ကျွန်တော်ဆွဲလို့ရှိရင် ပုံတူတွေပုံတူတွေဆွဲလို့ရှိရင်ကျွန်တော်3-4ရက်5-6ရက်အဲ့လိုကြားတယ် အခုဆိုရင်ဒီပုံလေးကဒီပုံလေးကဗန်နီဖြိုးနေတော့တို့တယ်ကျွန်တော်ဆွဲတာကြာပါပြီဟာ၃ရက်လောက်ရှိပြီ မပြီးသေးဘူးโอเคโอเคစကားပြောရရင်အများပါတယ်ဒါပဲเนาะ